ပါစကားသရုတ်ထသတင်းပတ်ရဲ့တင်းနလာနေရှင်ရောအင်္ဂလိပ်ကျမ်းအခန်းကြီး30အခန်းငယ်1မှ30ယေရှုက သင်တို့အားငါဧကံအမှန်ဆိုသည်ကတို့ခြံတဲ့တို့တကားဝမှမဝင်ဘဲအခြားနိလန်းဖြင့်ကြော်တက်တော်သူသည်သခိုးဓမြဖြစ်တကားပေါင်းမှဝင်တော်သူသည်ကထိုတိုးစု၏တိုးရင်းဖြစ်တကားဆောင်သည်တိုးရင်းရာတကားဖွင့်ပေ၏ တို့တို့သည်သူ၏တန်ကိုနားထောင်ကြ၏သူသည်လည်းမိမိ၏တို့တို့ကိုတကောင်စီအမိတက်ခေါ်၍၎င်းတို့ကို အပြင်သို့ ထုတ်ဆောင်တတ်၏သူသည်မိမိ၏တို့တို့ကိုခေါ်ထုတ်ပြီးလျှင်၎င်းတို့၏ရှေ့မှဥဆောင်၍သွားတတ်၏တို့တို့သည်လည်းသူ့တန်ကိုတည်သည်ဖြင့်သူ၏နောက်တော်သို့လိုက်ကြ၏တို့တို့သည်ဒဇိန်းတို့၏နောက်သို့မလိုက်ကြ၎င်းတို့သည် ဇိန်းတို့၏အသံကိုမသိကြသောကြောင့်သူထံမှထွက်ပြေးကြလိမ့်မည်ဟုမိန်တော်မူ၏ယေရှုသည်ဤပုံဥပမာကို သူတို့အားမိန်တော်မူသောလဲထိုသူတို့သည်မိမိတို့အားကိုတော်မိန်တော်မူသောအကြောင်းအရာကို နားမလည်ကြချေထိုကြောင့်ယေရှုက သူတို့အားတဖန်မိန်တော်မူသည်မှာသင်တို့အားငါဧကံအမှန်ဆိုသည်ကားငါသည်တိုးတော်ဝင်သော တကဝဖြစ်၏ ငါထက်အလင်းဝင်ရောက်တော်သူအပေါင်းတို့သည်တခိုးဓမြများဖြစ်ကြ၏သို့တော်တို့တို့သည် သူတို့ကိုနားမထောင်ကြငါသည်တကဝဖြစ်၏ငါအဖြစ်ဝင်တော်သူသည်ဘေးအန္တရာယ်ကင်းလို၍ဝင်ထွက်သွားလာနိုင်သဖြင့်စကြက်ကိုတွေ့ရလိမ့်မည်တခိုးသည်ခိုးယူ၍တပ်ဖြတ်ဖြက်စည်းရန်သာလာ၏ငါမူကားသူတို့အားအသက်ကိုရစေခြင်းက၎င်း ထိုအသက်ကိုပူ၍ကျွယ်ဝစွာရရှိစေခြင်းက၎င်းလာဤဟုမိန်တော်မူ၏ယေရှုခရစ်တော်သခင်မွန်မြတ်တော်ဧဝံဂေလိတရားတော်ပေသည် access to god and to man ဖြာသခင်စီတို့တွာရလန်းနဲ့လူသားများစီတို့ လာရလန်းပါစကာဝဲပြီးတဲ့အချိန်မှာဒီလန်းတစ်ခုဟာ ိုက်ရိုက်ဒိုယူပေါက်ပွင့်လင်းသွားတဲ့အခြေအနေရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။ခမီးတော်စီကိုရောက်သွားပြီးလူတွေစီကိုလည်းပဲရောက်လာတယ်။တယောက်စီရဲ့အတွင်းသက်အကြဆုံးနေရာတကယ်ဘလူးမှမရောက်နိုင်တဲ့နေရာထိရောက်လာပါတယ်။လူအဖြစ်ကိုယူခြင်းကြောင့်လူသားအဖြစ်ကိုလူသားရဲ့ဇာတိကိုယူပြီးတဲ့နောက်မှာနှုတ်ကပတ်တော်ဟာလူသားတယောက်စီနဲ့ ထပ်တူပြုနိုင်ခဲ့သလိုထမြောက်ပြီးတဲ့အခါမှာလည်းပဲဝိညာဉ်တော်ဆေလုချင်းအဖြစ်သူ့ရဲ့ဤဆက်မှုသူ့ရဲ့နိကတ်မှုကိုဘယ်နည်းနဲ့မှမတူတဲ့နိကတ်မှုမျိုးအဖြစ်ပြောင်းလဲပေးခဲ့ပါတယ်တယောက်စီကိုသူရောက်လာနိုင်တယ်တယောက်စီနဲ့ပေါင်းဆက်နေတယ်တစ်ဖွဲ့လုံးထဲမှာလည်းသူကနေနိုင်ပါတယ်ဒါကြောင့်ဒီနေ့တိုးရင်းဖြစ်နေသူ့ကိုသူပေးလာတယ်တိုးချန်တယ်သူ့အုပ်စုတွေကိုဝင်ခွင့်ကိုသူ့အဖြစ် ပေးလာခြင်းလည်းဖြစ်ပါတယ်။သူ့အဖြစ်သာလျှင်ဒီတိုးအုပ်စုတွေကိုဝင်ခွင့်ရတယ်။တိုးကြံတိုးအုပ်စုဆိုတာဟာအသင်းတော်ရဲ့များစွာသောနာမတော်တွေထဲကတစ်ခုဖြစ်ပါတယ်။ဒီအထက်ကိုဝင်ခွင့်ရခြင်းဟာသူ့ရဲ့ပါစကားဖြစ်ပြကြောင်းသူကိုယ်သူတိုးအဖြစ်ပူဇော်ခဲ့ပြီးတိုးထင်းပုဂ္ဂိုလ်သူဟာဒီတိုးစုကို ပြန်လည်ပြီးကမှဥဆောင်တယ်ခမည်းတော်စီကိုရောက်စေတယ် ဲ့လိုဥဆောင်တဲ့လမ်းတစ်လျှောက်မှာလည်းပဲဒီတိုးစုစုစုစီစီတစုတဲ့တစ်ပေါင်းနဲ့ဖြစ်ဖို့အတွက်သူ့အားဖြင့်ဒီတိုးစုတဲ့ကိုဒီတိုးများကိုခေါ်သွင်းပါတယ်ဒီလမ်းဟာဒီဂိတ်ဟာဒီတကားဝါဟာသူ့ပဲဖြစ်နေတာကိုတွေ့ရပါတယ်ဒါကြောင့်လူစီတို့၎င်းဖျားစီတို့၎င်းတကက်အနက်ဆိုင်ဆုံးလမ်းကျင်းတည်ဆုံးလမ်းတေချာတဲ့လမ်းပဲတော့မှမပြောက်ပြတ်နိုင်တော့တဲ့လမ်းကိုသူကဖောက်ပေးခဲ့ပြီလည်းပဲဖြစ်ပါတယ်ဒီနေ့သူ့ကိုယ်သူ ပေးရလာခြင်းဟာဂိတ်တကားအဖြစ်နဲ့ပေးရလာခြင်းဖြစ်ပါတယ်မနေ့ကတော့ကျွန်တော်တို့ခွတ်ချက်ပဲစမ်းနေမှကြပါတယ်သူ့တိန်ဖြစ်နဲ့ရရှိလိုက်ပြီးဖြစ်တယ်လို့ဒီနေ့မှလည်းပဲသူ့ချန်တို့ဝင်တဲ့တကားအဖြစ်သူ့အဖြစ်ဝင်နိုင်ခဲ့တဲ့ဝင်နိုင်လာတဲ့အခွင့်အရေးကိုပေးလိုက်ပြီးဖြစ်ပါတယ်ဒါကြောင့် access to god ဖျားသခင်စီကိုခမီးတော်စီကိုလမ်းပွင့်သွားသလားဖြစ်တယ်လို့အချင်းချင်းကြောက်နေတယောက်စီလုံးမှုညီညွတ်ဖို့ယုံကြည်ခြင်း၌တပောင်းတဲ့တည်တည်ဖြစ်ဖို့ဝိညာဉ်တော်၌ စိတ်နှလုံးတစ်လုံးတစ်ဝါဒီရှိဖို့အတွက်သူအဖြစ်ဒီတိုးချံတွင်သို့ဝင်ခွင့်ရတဲ့အတွက်ကျေးဇူးတင်ကြပါစို့ဒီလောက်ကြီးတဲ့ကျေးဇူးမရှိပါဘူးဒီလောက်ခိုင်မာတဲ့ဒီလောက်သေးချာတဲ့လမ်းလည်းမရှိပါဘူးဒီအတွက်ကိုကျေးဇူးတင်ကြမှာ ဖြစ်တဲ့ဒီအဖြစ်သူအဖြစ်ဒီတိုးချံတွင်သို့တနေ့တခြားဝင်ရောက်ခါဒီသူ့ရဲ့ကျွေးမိလာတဲ့ကျွယ်ဝလာတဲ့အာဟာရဖြည့်တင်းမှု ရွှင်လန်းအားရမှုတွေကိုလက်ခံရရှိဖို့အတွက်ကြိုးစားကြပါစို့။ကောင်းသောသူတွေတော့တပည့်တော်တို့ကိုတနာတော်မူပါ။